င်္ဂလာပါ AI ကိုကျွန်တော်တို့မြန်မာလိုလည်းမေးခွန်းတွေမေးလို့ရနေပါပြီမြန်မာစကားပြောနေပေါ့နော်အဲ့တော့အဲ့လိုဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ browser ထဲဝင်ပြီးတော့ Google AI Studio လို့ရိုက်ထားပါတော့။သူ့ကိုဒီညမှာ Google AI Studio လို့ရိုက်ပြီးတော့ enter ခေါက်လိုက်ရင်အဲကျွန်တော်တို့ဒီ link နေပေါ်လာတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဒါကိုဒါကိုသုံးဖို့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံကအတူဆိုရင်တော့ VPN လေးကြိုချိတ်ထားဖို့လိုပါတယ်။ တော့ကျွန်တော်တို့ပထမဆုံးပေါ်လာတဲ့ဒီ link လေးပေါ့နော်ဒီ logo လေးနဲ့ link လေးတဲ့ကိုကျွန်တော်တို့ဝင်လိုက်မယ်ဆိုရင်အဲကျွန်တော်တို့သွားရင်လည်း link လေးကိုရောက်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့က VPN နဲ့သုံးတာဖြစ်တဲ့အတွက်အဲ line ကတော့ response ကတော့နည်းနည်းနှေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတဲ့ကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာဒီ live audio to audio ဆိုတာလေးကိုကျွန်တော်ရွေးလိုက်မယ်နော်ရွေးလိုက်ပြီးတော့ကျွန်တော်တို့တခြားရွေးစရာတွေပါရှိလဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာဒီနေရာမှာကျွန်တော်တို့ကဒီမှာ2.5နော် flash preview ဆိုတာလေးကျွန်တော်ရွေးထားဖို့လိုတယ် အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာစကားပြောတဲ့အတန်ကိုတော့ကိုစစ်ကြရွေးလို့ရတယ်အဲဒါဆိုရင် ready to build something awesome today ဒါကအမျိုးသမီးအတန်ပေါ့နော် got a project in mind အဲဒါဆိုရင်အမျိုးသားအတန်အဲ့တော့ကိုနဲ့ပြောရင်လည်းသူရဲ့အတန်ကိုရွေးပြီးတော့အဲစစ်ကြရပြီဆိုသူ့ကိုရွေးလိုက်ပေါ့နော်ရွေးလိုက်ပြီးတော့သူနဲ့စကားပြောမယ်ဆိုကျွန်တော်ဒီ talk ဆိုရဲ mic ကလေးကို mic ပုံစံလေးကိုနှိပ်လိုက်ပေါ့ဒါဆိုရင်ကျွန်တော်တို့စကားပြောလို့ရမယ်အဲ့တော့ဒါဆိုရင်ကျွန်တော်စကားပြောတာပေါ့နော် hello hello မြန်မာလိုမေးလို့ရပါသလား ။ဟောအဲ့လိုမျိုးပြောပြီးရောကျွန်တော်တို့ဒါပြန်ပေးဖို့လိုတယ်ပေါ့နော်။ဟုတ်ကဲ့ရပါပြီ။ကျွန်တော်တို့စကားပြောလို့ရ။အဲ့တော့ကျွန်တော်တို့ तू ကဒါကျွန်တော်တို့မြန်မာလိုပြန်ပြောတယ်။အဲ့တော့သူ့အတန်လေးကိုကျွန်တော်တို့ကဒေါင်းလုဒ်လုပ်ချင်လဲ။ဟုတ်ပါပြီ။ကျွန်တော် live စကားပြောနေတာပါ။ပါမေးချင်လဲပြောပါအောင်ခင်ဗျာ။အဲ့တော့ဒါ तू ကမေးခိုင်းနေပြီပေါ့နော်။မေးမယ်ပေါ့။အဲ့တော့ဒါလေးကိုနှိပ်ပြီးတော့အာပထမအင်္ဂလိပ်မြန်မာစစ်ပွဲကဘယ်မြန်မာဘီရင်ရဲ့လက်ထက်မှာဖြစ်ခဲ့တာပါလဲ။အော်မေးပြီးရင်ပြန်ပိတ်လိုက်ပါတော့။ အဲ့တော့ဒါမြန်မာလိုမိတာတွေကတော့ဒါလုံးဝကြီးမှန်မယ်လို့ပြောအင်္ဂလိပ်မြန်မာစစ်ပွဲတွေကမုန်တရတဲ့ပယံတဲ့လက်ချက်မှဖြစ်ခဲ့တာပါပထမအင်္ဂလိပ်မြန်မာစစ်ပွဲကဖကြီးတော်ဖယံလက်ထက်မှဖြစ်ခဲ့တာပါအဲ့ဒီစစ်ပွဲအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်တဲ့အချိန်မှာအိန္ဒိယကဘယင်ခံချုပ်ရဲ့အမိကဘာပါလဲ ဲ့တော့ကျွန်တော်တို့ကဒီဒီ website ထဲကိုဝင်ဖို့အတွက်ကိုယ့်ရဲ့ Gmail နဲ့ဝင်ထားဖို့နော်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီနော်မြန်မာပြည်ကိုဘေးရန်ခံကြုပ်အဖြစ်လှုပ်ချုပ်ခဲ့သူကတောင်ဟောက်စီမြို့စာပါအဲ့တော့ဒါလဟိုစီလို့သူကပြောတာပေါ့နော်ကျွန်တော်ကမေးတာမှသွားတယ်အိန္ဒိယဘေးရန်ခံကြုပ်ကိုမေးတာမေးချင်တာအိန္ဒိယဘေးရန်ခံကြုပ်ကိုမေးချင်တာအိန္ဒိယကဘေးရန်ခံကြုပ်ရဲ့အမိကိုမေးတာပါ အဲ့တော့ဒါ VPN ချိတ်ထားတဲ့အတွက်ဒါသူ့ရဲ့ response စိတ်မရှိပါနဲ့ကျွန်တော်မရှင်းလင်းပါဘူးအော်ကျွန်တော်ကဘယ်ခံရုပ်ဆိုတာဒါကိုဆိုလိုတာလဲခင်ဗျာကျုပ်လို့မေးတာပို့ပြီးရှင်းအောင်ပြောပြနိုင်မလားကြားနေတာနော်အဲ့တော့ကျွန်တော်ကသူ့ကိုအဲ governor ကိုပြောတာပါဘယင်ခံကျုပ်ပါဘယင်ခံကျုပ်လို့သူကကြားနေတာနော်အဲ့တော့အဲကျွန်တော်ဒီဒီ website ထဲဝင်ပြီးရောနော်အော်ဘယင်ခံကျုပ်ကိုပြောတာပါလားကျွန်တော်လွဲမသွားလို့ကောင်းပါပါလား ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးနောက်မြန်မာပြည်ဖရင်ခန့်ချုပ်အဖြစ်တာဝန်ယူခဲ့သူကတောင်ဟောင်းစီမျိုးစားပါအဲ့တော့ထားပါတော့နော်အဲ့လိုမျိုးတွေမေးလို့ရတယ်အဓမ္မပဒမှာဂါထာပေါင်းဘယ်လောက်ရှိပါလဲခௌဒကနိကေကဓမ္မပဒမှာဂါထာဘယ်လောက်ရှိပါသလဲဟောအဲ့လိုမျိုးလေးတွေမေးလို့ရပါတယ်ဒါဆိုရင်အဲချွန်းပြောနေတာတကူကအင်္ဂလိပ်လိုမေးခுတကနေခါရမှာဓမ္မပဒပါဝင်ပါတယ် ။တမပရမှာစုစုပေါင်း၄၂၃ကာရာရှိပါတယ်။၁986ခုနှစ်မှာပါမောခဦးဝန်းတန်ကတမပရကိုမြန်မာပြန်ထုတ်ပေးခဲ့ပါတယ်။အဲ့တော့ဟုတ်ပြီသူ့အတန်လေးကိုကျွန်တော်လိုချင်တယ်ဆိုရင်ဒီနေရာကိုနှိပ်ပြီးတော့ဒေါင်းလုဒ်နှိပ်လို့ရပါတယ်။ဟုတ်ပါပြီ။လောက်ဆိုရင်တော့၃ဓာတ်ပဲထင်ပါတယ်။အဲအကောင်းဆုံးကတော့အင်္ဂလိပ်အင်္ဂလိပ်လိုမေးပြီးတော့အင်္ဂလိပ်လိုရတာကတော့ data အချက်လက်အခိုင်အမာဆုံးပါမြန်မာလိုကတော့နည်းနည်းတော့အကန့်အသတ်ရှိပါလိမ့်မယ်ဟုတ်ပါပြီဒီလောက်ပါပဲ